ကျွန်တော်တို့မင်းသားဘဝဆိုတာတော်တော်လေးလာမှာဖြစ်တယ်ပြီးတော့လဲရေရေခံမှုလဲခင်းရင်တယ်ရေရေခံပြီးရင်လဲမကြတော့ဘူးဇက်ကိုချစ်တဲ့ကလေးတွေရှိတယ်အများကြီးကျွန်တော်တို့ချောမောလောက်ပါတယ်ရုပ်ရှင်မင်းသားရှုံးလောက်တဲ့ကလေးမန္တလေးမှာအများကြီးပဲအဲ့မင်းမင်းကလေးဟိုဇမင်းသားလေးတွေဖြစ်လာစေခြင်းလဲဟိုတော့ကျွန်တော်တို့မှာဂိတ်ဆုံးနေတယ်စုံပြိုင်လဲလင်းတဲ့သူမဲပါသကွဲကြွကွဲ ထကွဲအလာရဲစေချိုးတပုတ်ဆုံနိုင်ရဲနဲ့ဇာမင်းသားမဖြစ်ဘူးမင်းဟောပါလေနှစ်ပါးသောတပုတ်ကနိုင်ရဲနဲ့လည်းဇာမင်းသားမဖြစ်ဘူးသူကအဲ့အပြောဆိုအလိုလွန်အင်ဖြစ်နိုင်တော့တောင်းတော့စကင်းနဲ့အောက်ကကိုနဲ့ဒန်းတူကိုကသာသနာပြုနေရဟန္တာမဟုတ်ဘူးလေဘာလို့အောက်ကနေထိုင်ကြည့်နေရလဲကိုကိုပြောနိုင်ဆိုနိုင်လို့ထိုင်ကြည့်နေရတာလေအဲ့လိုအဆင့်ရောက်အောင်စူးစမ်းစီချင်တယ်အားလုံးပေါ့နော် အသက်ခေပါမယ်လေဗျာအနုပြန်သမားဖြစ်တဲ့အတွက်ဟိုဘယ်သူမဆိုဘောနော်ကျေးဇူးတရားနားလည်ရမယ်လေဒါကိုကပတ်စံပေးလို့ကနေချင်းမှာသူတို့ရဲ့သူတို့အထွတ်ပေးသက်ဆိုတဲ့အရာမှာပေါ်တိပေါ်ပြလို့လို့မရအောင်သူတို့လည်းဝင်ဝင်သူတို့မိသားစုရအခက်အခဲရှိမှာပဲအဲ့မော်မူတီပတ်စံကုန်ကြီးကခံနိုင်အောင်ခံပြီးတော့လာကြည့်တာလာကြည့်ပြီးတော့လို့ကောင်ပျော်ရရတာတွေငိုရရတာတွေ ကျင်းလူရဲ့ရတာလိုချင်လို့လာတာကို့အပူတော့ကောက်သူတို့တော့ပေးနေတညတာသူတို့ပတ်စံကုန်မရှိမှာပေါ့မဟုတ်လားအဲကြောင့်ပေါ့ကျွန်တော်ရရက်ကတော့ငါဖြစ်တဲ့ပြဿနာသူတို့နဲ့မဆိုင်ဘူးမနေ့ကမှကြာရှင်းညတော့သူတို့ငါ့အပိုင်းတယ်ငါနေပေးရမှာပဲဆိုတော့အတိအရတော့မျက်နှာရှိပါတယ်ဟောအဲ့လိုခံယူမှလည်းအမှုပညာကသမားကောင်းစစ်မလို့ကျွန်တော်ယုံကြည်တယ်အလုပ်ရမယ်လို့ယုံကြည်တာပေါ့နော်အဲ့တော့ဘဟုတ်ပေါ့ဒီပေါ့ပြေလုပ်ကြည့်ပါလားတိုးမှာမင်းသားလည်းအားယူနေတိုးမှာမဟုတ်တာ အဲ့ခံယူချက်ကတော့ကျွန်တော်တို့ဆရာသမားတွေသင်ပေးတဲ့ခံယူချက်ပဲတောင်းလိုက်လေကျင်သုံးခဲ့တာပဲလေဟုတ်တော့နည်းနည်းလေးတိုင်ပုံးလေးရှစ်ထွက်သွားတာနဲ့ဘာလို့အောက်မျက်နှာသွားလို့ပြန်နေကိုယ့်အပူသောကလာကြည့်တာမှမဟုတ်တာဆရာကြီးပြောပြောမှုတယ်ပေါ့နော်သူတို့ခံစားချက်နဲ့မပြည့်စုံရင် live ကြီး live move မှာကြောခံစားချက်နဲ့မပြည့်စုံတဲ့ခါမှာမိုးနေရနဲ့ဥမာကားချလိုက်တာဟာမတန်ဘူးဟဲ့ဘာညာကြီးကအော်ကြမှာပဲပြကြမှာပဲဒါသူတို့ရဲ့ခံစားချက်တွေလေအဲ့ဒါဖြည့်ဆည်းပြရမကူတောင်းဘူး ်လွန်လိုင်းတော့တမျိုးပေါ့လွန်လိုင်းဟောဘယ်ဘွဲမှာရှိကြတယ် live မှာအော်ကြဟေးကြပဲရှိတယ်လွန်လိုင်းသူ့အုပ်ချုပ်ရထိန်းတယ်မလွန်လိုင်းဇက်ဘက်ကလွန်လိုင်းမလွန်အောင်ကိုယ့်ဘက်တောင်းယူရမယ်အဲ့လေးတော့ကိုယ်ကျင့်သုံးရတယ်ဒီ move ကိုရတဲ့အတွက်ဟောကို့နုပညာလည်းတချင်ခံတယ်မောင်ချစ်သူယူရလေးကိုထောင်ရဆင်မြေမခွေဘူးသူသူတရဲ့ကျင်သူမောင်တဲ့ကိုယူကျွန်တော်တို့ဇမင်းသားဘဝဆိုတာ တော်တော်လေးလာမှာဖြစ်တယ်ပြီးတော့လဲရေရေခံမှုလဲခင်းရင်တယ်ရေရေခံပြီးရင်လဲမကြတော့ဘူးဒါကျွန်တော်ဆိုလို့ရကြတဲ့နေပြီခုပြောမို့ဟိုပြောချင်တာကြတဲ့နေဆိုတာအဲ့လိုပြောတာမဟုတ်ပါဘူးအမှုပညာချင်တာလဲပိသက်ကိုပိသက်တာအဲ့တခုပဲစဉ်းစားစဉ်းစားမဟုတ်ရင်လဲကျွန်တော်အပြင် လုပ်ငန်းမလုပ်တော့ဘူးဒါပဲလုပ်တယ်တော့ဒါပဲကျွန်တော်อืมလုတ်ပြီးတော့ပေးတဲ့အတွက်ပဲကျွန်တော်ပေးဆက်တာဆိုတော့ဒီအချိုးမြတ်တွေတော့ကျွန်တော်ခံစားရတာပေါ့နော်အဲ့ဒါလေးပါဟုတ်နေရာလေးတွေတော့နေရာလေးတွေကစီရရောက်နေတယ်ဆိုတော့ဆုံးမတဲ့ကျွန်တော်ဟုတ် ဲ့လိုပေါ့ဟိုဇက်မင်းဆုံးမကျင်တာတော့မဟုတ်ပါဘူးဆုံးမမိဘရဲ့လို့မဟုတ်ဘူးဘလို့အတိပေးကျင်တာပေါ့နော်အတိပေးကျင်တာဟိုတက်ဇက်ကိုချစ်တဲ့ကလေးတွေရှိတယ်အများကြီးကျွန်တော်တို့ချောမောလောက်ပါတယ်ရုပ်ရှင်မင်းသားရှုံးလောက်တဲ့ကလေးမန္တလေးမှာအများကြီးပဲအဲ့မင်းမင်းကလေးဟိုဇက်မင်းသားလေးတွေဖြစ်လာသေးခြင်းလေဟိုတော့ကျွန်တော်တို့မှာဂိတ်ဆုံးနေတယ်ဖြစ်လာဖို့လည်းရှိပါတယ်မရှိဘူးမဟုတ်ဘူးရှိလာပါအဖြစ်လာဖို့အတိတရားကဘာလဲဆိုတော့ ဟောလူဘယ်လိုပေါ်မှုတည်ရဲ့ဟောငါစူးစမ်းစူးစမ်းတာမဟုတ်ဘူးတော့အတိတရားထားဟောအတိတရားဂျာဆက်ဆက်နေလို့ရှင်ဓာတ်တော့ပဲလမ်းကြောင်းစဉ်းစားထားပေါ့နော်အဓိကဘယ်လိုပြောမလဲဆိုရင်ပိတ်တဲ့အမှကဲဖြတ်သွားလိမ့်မယ်ကျွန်တော်တို့လည်းအဲ့လိုပဲပေါ့နော်ကျွန်တော်ဥပမာပြောလို့ရှင်ဇက်ချောင်းနဲ့အင်အားတော့မရှိတော့ဘူးဒါပေမဲ့အမှုပညာခိုင်မြဲတဲ့ခါမှာပိတ်သက်ကကဲပြတ်သွားတယ်။ကိုယ့်ဘက်ကလည်းစေချိုးတပုတ်စုံနိုင်ရင်းနဲ့ဇာမင်းသားမဖြစ်ဘူး။မြေဝါပါလေနှစ်ပါးသောတပုတ်ကနိုင်ရင်းနဲ့ဇာမင်းသားမဖြစ်ဘူး။ အဲ့အပြောဆိုအလိုလွန်အင်ဖြစ်နိုင်တော့တောင်းတော့ skin နဲ့အောက်ကကိုနဲ့ဒန်းတူကိုကသာသနာပြုနေရဟန္တာမဟုတ်ဘူးလေဘာလို့အောက်ကနေထိုင်ကြည့်နေရလဲကိုကိုပြောနိုင်စုံနိုင်လို့ထိုင်ကြည့်နေရတာလေမပြောနိုင်ဆိုစွဲကြမှာဘောဒါအစင်းဆုံးပြောရင်အဲ့အဲ့လိုအစင်းရောက်အောင်စူးစမ်းစီခြင်းနဲ့အားလုံးပေါ့နော်ဒါမှလည်းခိုင်မြဲတဲ့နှုပညာတော်ဖြစ်လာမှာပေါ့နော်အဲ့လိုနေရတဲ့အတွက်လေကျွန်တော်ကအောက်မှာကိုတက်ကြီးတဲ့လူလည်းရှိမှာငဲ့ အကာရောဖြစ်တယ်အဲ့အဲ့လိုကိုပေးလိုက်ရတဲ့အတွက်အော်သူတို့ကပြီးပြီဖြစ်သွားတယ်နိုင်ငံကုသရတယ်ပြီးတော့မှသူတို့ဖះမှာကြောလိုက်မယ်ကဲသူအောက်ကကြည့်တယ်အဲ့လိုစိတ်လေးတော့ထားပေးတယ်အဲ့လိုလေးအတိတရားလေးနဲ့ထားပေးပါဆိုဒီလိုပဲကျွန်တော်ပြောပြခြင်းနဲ့အတိပေးခြင်းနဲ့မဆုံးမပါဘူးအဲ့လိုပြောခြင်းနဲ့